ချင်းပြည်နယ်ဖားကန်မြို့နယ်မော်စီစာကြီးရွာဖျားကုန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများပြားနေတယ်လို့သိရပါဗျ။မော်စီစာဖျားကုန်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ကိုပြီးခဲ့တဲ့ဇွန်လ16ရက်နဲ့18ရက်နေ့တွေမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာမှာစစ်ကောင်စီဘက်ကတပ်မ33စီဦးစီးမှုဒုတိယရန်ဗိုလ်မှူးဖြိုးတက်စော်အပါဝင်30ကျော်တေဆုံးခဲ့တယ်လို့သိရပါဗျ။ စီရင်အရှင်ကပုံမြင့်လာတဲ့စေဦးစီးမှုတည်တယ်လို့သတင်းထွက်ပြီးကလေးကမော်စီစာနဲ့ဂရေမော်ဘက်ကိုအင်အားဖြင့်စစ်ကြောင်းထိုးတာတွေလှုပ်လာပါတယ်စစ်တပ်ဘက်ကတေဆုံးသူတွေများတယ်လို့ကချင်သတင်းရင်းမြစ်က ER Times ကိုပြောပါတယ်ဘုံမှုဖြိုးတက်စော်ရဲ့အလောင်းကိုမော်ဝမ်းကျေးရွာနီးမှာမြေမြုပ်တကြိုခဲ့ကြပြီးတော့ပြန်လည်တည်ယူသွားတဲ့စစ်ကောင်စီအလောင်း30ကြိုကိုတော့ဖားကန်တက်မှဂုံးမှာတကြိုခဲ့တယ်လို့သိရပါတယ် စီဦးစီးမှုတည်ဆုံးခဲ့ပြီးတဲ့နောက်တိုက်ပွဲမှာပုံမှုပြင်းထန်လာပြီးဇွန်လ16ရက်နေ့မှာမော်စီစာနဲ့ဂရင်းမော်ချားမှာတိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒါအပြင်မော်ဝမ်းကြီးမော်ဝမ်းလေးအနီးမှာလည်းမနေ့ကဇွန်လ16ရက်နေ့မနက်၈နာရီအချိန်ကလေးကစပြီးတော့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကအဲ့ဒီနေ့ညနေပိုင်းမှာမော်ဝမ်းလေးဘက်ကိုလေးချောင်းကနေစတင်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ ဖားကန်တက်မကုန်းမှာဇွန်16ရက်နဲ့18ရက်နှစ်ရက်တွင်အလောင်း30တလောင်းတကြိုခဲ့တယ်လို့ကချင်သတင်းရင်းမြစ်စီကသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ1ရက်နေ့ကလေးကစတင်ပြီးတော့အဲ့ဒီမော်စီစာဖားကုန်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ကမော်ရီကိုလှည့်လည်ပြီးစက်ရဲနှားတွေကိုမိရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။ နာသိန်းစစ်ကောင်စီကအသက်62နှစ်အရွယ်မစ္စတာကင်ချုံဤကိုမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားနိုင်ငံတန်မကြီးဖြစ်ခန့်အပ်ဖို့သဘောတူခဲ့တယ်လို့မနေ့ကဇွန်လ19ရက်နေ့မှာထုတ်ပြန်ပါတယ်မစ္စတာကင်ချုံဤကို1963ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာမွေးဖွားခဲ့က1989ခုနှစ်မှာမြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာဌာနမှာအရာရှိအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးပြည်ပတန်ယုံတွေနဲ့ဌာနချုပ်တွေမှာယာရုအဆင့်ဆင့်တာဝန်ယူခဲ့ပါတယ်။ မစ္စတာကင်ချုံအီဟာပါကစ္စတန်နိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်ယုံမှ1991ကနေ2018အထိတတိယအတွင်းဝင်ပထမအတွင်းဝင်နဲ့တန်မှုအဖြစ်အဆင့်ဆင့်ပြောင်းပြီးတာဝန်ထမ်းဆောင်ခဲ့ပြီး2020ကနေဒီနေ့အထိမြောက်ကိုရီးယားနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာဌာနနှစ်မှာအကြီးရန်အရာရှိအဲဒီကတဆင့်ဒုတိယညွှန်ကြားမှုချုပ်ဖြစ်တာဝန်ထမ်းဆောင်နေတယ်လို့သိရပါဗျ။ မြန်မာနိုင်ငံဟာ1985ခုနှစ်မှာမြောက်ကိုရီးယားနိုင်ငံနဲ့တန်တမန်ဆက်ဆံရေးစတင်ခဲ့ပေမဲ့မြောက်ကိုရီးယားက1983ခုနှစ်ရန်ကုန်မြို့အာဇာနီဘိမှန်မှာတောင်ကိုရီးယားသမ္မတချန်ဒူးဝမ်ကိုရည်ရွယ်ပြီးဘုံခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့်တန်တမန်ဆက်ဆံရေးရပ်ဆိုင်းခဲ့ပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံကိုစစ်တပ်ကအာဏာသိမ်းကစေအုပ်ချုပ်မှုတွေလုဆောင်ခဲ့တာကြောင့်နိုင်ငံတကာရဲ့အပေခံဖြစ်လာချိန်မှာမြောက်ကိုရီးယားနဲ့ပြန်လည်ဆက်သွယ်ခဲ့ပြီး 2009ခုနှစ်ဧပြီလမှာတန်တမန်ဆက်ဆံရေးကိုပြန်လည်စတင်ခဲ့ပါတယ်။အခုခန့်မဲ့တန်တမန်သစ်မတိုင်မီကမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်မန်ကြီးတွေအဖြစ်မစ္စတာကင်ဆွချိုနဲ့မစ္စတာဂျုံဟိုဘွန်တို့တာဝန်ထမ်းဆောင်ခဲ့ဘူးတယ်လို့သိရပါတယ်။မြန်မာနိုင်ငံနဲ့မြောက်ကိုရီးယားနိုင်ငံဟာ2021ခုနှစ်စစ်တပ်ကအာဏာထက်မှန်သိမ်းယူပြီးနောက်မှာနှစ်နိုင်ငံဆက်ဆံရေးပုံမကောင်းမွန်လာပြီးစစ်တပ်ရဲ့နျူကလ িয়ার ထုတ်လုပ်နိုင်ရေးရည်ရွယ်ချက်တွေအတွက် နိုင်ငံတကာကစိုးရိမ်မှုတွေပိုမိုတိုးပွားလာတယ်လို့သိရပါဗျ။မြောက်ကိုရီးယားနိုင်ငံဟာမြန်မာအာဏာသိမ်းစစ်ကောင်စီနီးတူရုရှားနိုင်ငံရဲ့မဟာမိတ်မိဖက်နိုင်ငံတစ်ခုဖြစ်ပြီး ယူကရိန်းရုရှားစစ်ပွဲမှာလည်းစစ်ကူအင်အားများစွာထောက်ပံ့ပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ American သမ္မတ Donald Trump က Iran အပေါ် CIA အရာအေးယူမယူနှစ်ပတ်အတွင်းဆုံးဖြတ်မှာဖြစ်ပေမဲ့စိတ်ဆက်ညှိနှိုင်းဖို့တကားဖွင့်ထားစေလို့ Impuro ကပြောပါရယ် ။အစ္စရေးနဲ့အီရန်ကြားလက်ရှိပြည်ပခါမှာစီးရဲရအေးအယူဖို့ဖြစ်နိုင်ခြေရှိတယ်လို့ဒေါ်နယ်ထရန့်ကအရေးမွက်ပြောခဲ့ပြီးကျွန်တော်လောက်ကောင်းလုပ်မယ်ကျွန်တော်လှုပ်ချင်မှလည်းလုပ်မယ်လို့ဆိုပါတယ်။ကြာသာပရင်းနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအင်ဖြူရောပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလီဘက်ကအဲ့ဒီပြဿနာနဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်ကိုဝန်ခံခဲ့ပါတယ်။မဝေးတော့တဲ့အနာဂတ်မှာအီရန်နဲ့ဖြစ်လာနိုင်တဲ့ဆေးစပ်ညှိနှိုင်းမှုအခွင့်အရေးတွေရှိပါတယ်။ အီရန်အပေါ်စီးရေးရရေးယူဖို့ကျွန်တော်နှစ်ပတ်အတွင်းဆုံးဖြတ်ပါမယ်လို့ဒေါ်နယ်ထရန့်ရဲ့သတင်းစကားကို၎င်းကဖတ်ပြခဲ့ပါတယ်အမေရိကန်အစိုးရနဲ့အီရန်အစိုးရကြားအဆက်အသွယ်ရှိတယ်လို့သတင်းထောက်တူရဲ့မေးမြန်းချက်ကိုသူကအတည်ပြုခဲ့ပါတယ်။တန်တမန်ရေးအရအခွင့်အရေးတစ်ခုရှိရင်သမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီအခွင့်အရေးကိုအမြဲဆုပ်ကိုင်ပါမယ်။ဒါပေမဲ့အင်အားသုံးဖို့လည်းသူကမကြောက်ပါဘူးလို့ကာရိုလိုင်းနီဘက်ကဆိုပါတယ်။ အမေရိကန်နဲ့အီရန်ကြားဘလို့ဆက်သွယ်နေတယ်ဆိုတဲ့အသေးစိတ်ကိုရှင်းပြဖို့၎င်းကငင်းဆန်ခဲ့ပါတယ်။အီရန်ရဲ့အနာဂတ်တုံ့ပြန်မှုတွေနဲ့ပတ်သက်တဲ့အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးတွေကို နေ့စဉ်ကျင်းပဖို့ဒေါ်နယ်ထရန့်ကစီစဉ်နေတယ်လို့အင်ဖြူရောကပြောပါတယ်။အာနာယညုံပေါင်းအစိုးရအဖွဲ့ကဒုတိယအင်အားကြီးမှဆုံးပါတီနှုတ်ထွက်ပြီးတဲ့နောက်ထိုင်းနိုင်ငံဟာနိုင်ငံရေးစုပ်မှုတရက်ကြုံတွေ့နေရပြီး ဝင်းကြီးချုပ်ပေတောင်နန်ရှင်နာဝတ်ထရာဦးဆောင်တဲ့အစိုးရအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ပေတောင်တန်နဲ့ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကြားနေဆက်ရေးကိစ္စနဲ့ပတ်သက်တဲ့ဖုံးပြောဆိုမှုပေါင်းကြားပြီးနောက်ထိုင်းနိုင်ငံမှာအခုအခြေအနေတွေဖြစ်လာခဲ့တာပါ။ဒေတာဆိုင်ရာဒုတိယတက်မှုလိုမျိုးအတိုက်ခံတွေပြောတာတွေကိုအန်ကယ်နားမထောင်စေချင်ပါဘူးလို့ပေတောင်တန်ကဟွန်ဆန်ကိုအန်ကယ်လို့ရည်ညွှန်းပြီးပြောဆိုခဲ့ပါတယ်။ ပေတောင်နန်ကဆေးစပ်ညှိနှိုင်းမှုနီးပြူဟာတစ်ခုအဖြစ်သူ့ရဲ့ပြောဆိုချက်နဲ့ပတ်သက်လို့ဟွန်ဆန်ကိုတောင်းပန်ခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ဩဇာတိတ်ကမရှိတဲ့ဝင်းကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝတ်ရဲ့တမီးဖြစ်သူ ပေတောင်တန်ဟာဩဂတ်စ်လတည်းကဝင်းကြီးချုပ်ဖြစ်တာဝန်ယူခဲ့တာပါ။ပြီးခဲ့တဲ့လကကမ္ဘောဒီးယားနိုင်ငံနဲ့ပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ထိုင်းဆိုရရဲ့နယ်စပ်အငင်းပွားမှုတွေကင်တွယ်မှုအပြင်စီးပွားရေးမူဝါဒတွေနဲ့ပတ်သက်လို့ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ ပွန်ဂျန်တိုင်းပါတီကကြာတာပရိနေမှာခြေညာချက်တရထုတ်ပြန်ခဲ့ပြီးထိုင်းနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့စစ်တပ်ရဲ့ဂုံတိုက်ခါထိခိုက်စေမှုကြောင့်ပေတောင်တန်ကိုရှုံချခဲ့ပါတယ်။ပွန်ဂျန်တိုင်းပါတီနှုတ်ထွက်မှုကြောင့်ညွမောင်းဆိုးရဖွဲ့ဟာအောက်လွတ်တော်မှာအမတ်နေရာအနေငယ်သာအသာစီးရရှိတော့မှာဖြစ်ပါတယ်။အာဆီယံဖွဲ့ကမြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုဆက်လုပ်ဖို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က တိုက်တွန်းခဲ့ပြီးအဲ့ဒီလိုဂျောင်းဝင်ဆွဲဖက်မှုက မြန်မာပြည်ရင်းစစ်ကိုပြီးဆုံးစေမယ်ဆိုတဲ့ကတိတွေမပေးနိုင်ဘူးလို့ဝန်ခံလိုက်ပါတယ်။လက်ရှိအာဆီယံဖွဲ့ဥက္ကဋ္ဌအနေနဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံရဲ့အခြေအနေကိုအပတ်စဉ်အနီးကပ်စောင့်ကြည့်နေတယ်လို့၎င်းကပြောပါတယ်။ချက်ချင်းအပြစ်ခတ်ရဲစဲတာလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ရချင်တာဖြုတ်ချခံရတဲ့အစိုးရနဲ့စစ်ကောင်စီကြားတွဲဆောင်ဆွေးနွေးဖို့ကျွန်တော်တို့လိုလားပါတယ်။ဒါပေမဲ့သူတို့အခုထိဒါတွေကိုမလုံဆောင်ရသေးပါဘူးလို့သူကဆက်ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက်တွန်းအားပေးဖို့တာဝန်ကိုအာဆီယံဖွဲ့ကတာဝန်မယူနိုင်ရင်ရှက်ဖွယ်ဖြစ်လာလိမ့်မယ်လို့အန်ဝါကပြောကြားခဲ့ပြီးစေစစ်ညှိနှိုင်းမှုတွေမှာ အခြားတိုင်းပြည်တွေပါဝင်မှုကိုကြိုးဆိုလိုက်ပါတယ်။မြန်မာပြည်ပခါကမလေးရှားထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်လိုမျိုးတိုင်းပြည်တွေအထိပြန့်နှံ့လာခဲ့ပြီးရိုဟင်ဂျာဒုက္ခသည်အကျက်တဲဖြစ်စေခဲ့တယ်လို့သူကထောက်ပြပါဗျာ။ လူပေါင်း3600ကျော်သေဆုံးခဲ့တဲ့မက်လာတွင်မြန်မာနိုင်ငံမှာအင်အားပြင်းမြင်ကလေးတစ်ခုလှုပ်ခတ်ပြီးနောက်ဧပြီလတွင်အန်ဝါကစစ်ကောင်စီနဲ့မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီကြားအပြစ်ခံရဲဆဲဖို့အကြိုးဆောင်ပေးခဲ့ပါတယ်။